မင်္ဂလာပါယင်းနှစ်မြောက်နံမှုတစ်ခုခုလောက်တော့မယ်ဆိုတဲ့အခါမှာကိုလုံးမဲ့ investment ကတကယ်ရောက်ရလား risk အတူတူပုံမှပို့ပြီးတော့ကြိုက်မယ်တခြားတစ်ခုခုများရှိနေအောင်မလားလို့စဉ်းစားမိလေရှိကြတယ်ဒါအပြင်တစ်ခါလေမှာတော့လုံးစရာ investment တွေကနှစ်ခုသုံးခုစုံလာတဲ့အခါမှာဘယ်တစ်ခုကိုရေးရမယ်ဆိုတာတော်တော်လေးဆုံးဖြတ်ရခက်လေရှိတယ်ယင်းနှစ်မြောက်နံနာများကွာအမြတ်ပို့ပြီးတော့များများရမယ်ဟာကိုပဲရွေးလုံလိုက်ပေါ့လို့အလွယ်တကူပြောနိုင်ပေမဲ့လေတကယ်တော့လက်တွေ့မှာတော့အဲ့ဒီလောက်လွယ်ကူလေးမရှိသလို့ ဘယ်တစ်ခုကအမြတ်များများရမယ်ဘယ်လိုလုပ်မှရမယ်ဆိုတာတွေကလည်းသင်္ချာပု္ပ္ပာကပေးထားချက်တွေလိုမျိုးရှင်းလင်းလေးမရှိပြန်ဘူးအခုတစ်ခေါက်မှာတော့ဤနည်းမျိုးနံမှုဘယ်အမျိုးအစားတွေဖြစ်ဖြစ်ပြုလုပ်တဲ့အခါမှာရွေးချယ်ဖို့နေလန်လေးတစ်ခုကိုမျှော်ဝေပေးလိုပါတယ်ဤနည်းမျိုးနံမှုအမျိုးအစားတွေမတူညီရတဲ့အတွက်ပြန်ရတဲ့အမြတ်ပုံစံအမျိုးအစားတွေကလည်းမတူညီကြဘူး။တနည်းအားဖြင့်တော့ကိုကပဲရင်းနှီးမြှုပ်နှံမှုအမျိုးအစားကိုဘာအီပဲချက်နဲ့လှုပ်ဆောင်ချင်တာလဲဆိုတာကိုအရင်သိထားဖို့လိုအပ်တယ်။ကိုယ့်ရဲ့ investment ကဈေးတက် leverage ဖြစ်ပြီးတော့ရတဲ့ capital gain အမြတ်ကိုလိုချင်တာလားပုံမှန် regular income ရချင်တာလားနှစ်ခုစလုံးလားဝယ်ခြင်းဖောက်ပွားမှုကိုကာကွယ်ပြီးတော့ပြန်ရောင်းရလွယ်တဲ့ liquidity ဖြစ်တာမျိုးလားစတဲ့ရည်ရွယ်ချက်ရှိဖို့လိုအပ်တယ်လိုအပ်တဲ့ investment strategy တစ်ခုဒါအပြင်နောက်ထပ်ချမှတ်ထားရမယ် investment strategy ကတော့ holding period လို့ခေါ်တဲ့ဒီရင်းနှီးမြှုပ်နှံမှုသို့မဟုတ်ပိုင်ဆိုင်မှု asset ကိုဘယ်လောက်ကြာကြာလက်ထဲမှာကြိုက်ထားမှလဲဆိုတော့ ထိုင်းအချိန်ကာလသတ်မှတ်ခြင်းပဲဖြစ်တယ်။အချိန်ကာလရွေးချယ်မှုမှန်ကန်မှလည်းငွေဖြစ်လွယ်ပြီးတော့ရောင်းဆောင်တာအမြင့်ဆုံးအမြတ်ကိုရတာ risk ကိုလျော့ပါစေတာစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါလိမ့်မယ်။ဒီ investment ဒါမှမဟုတ် asset ကိုလက်ထက်မှာအချိန်ဘလောက်ကြောင်ကင်ထားမယ်။ဘလောက်ကြာရင်တော့ရောင်းထုတ်မယ်ဆိုတော့ကအဲ့ဒီအရင်းနှီးမြှုပ်နှံမှုကိုမလုပ်ခင်မှာပိုင်ဆိုင်မှုကိုမိုးဝဲယူခင်ကတည်းကချမှတ်တွက်ချက်ထားရမယ်။အရေးကြီးတဲ့လှုပ်ဆောင်မှုဖြစ်ပါတယ်။ဥပမာပွဲရုံတွေလိုပေါ့။ဘယ်အချိန်က ဘယ်တိနံကဈေးကောင်းမှာဖြစ်တဲ့အတွက်ဘယ်အချိန်လောက်ကလေးကဈေးအနည်းဆုံးမှားပြီးတော့ဝယ်ပြီးတော့လောင်တာတာဘယ်အချိန်ရောက်ရင်တော့ပြန်ပြီးတော့ရောင်းထုတ်မှအမြင့်ဆုံးဈေးရမယ်ဆိုတာမျိုးကဘယ်တိနံကိုဝယ်မယ်လို့မစုံဖြတ်ခင်အချိန်ကလေးကတွက်ချက်သုံးသပ်ထားရတာဖြစ်တယ်ဒါပေမဲ့ရင်းနှီးမြှုပ်နှံတဲ့သူအများစုကတော့မိမိတို့ရဲ့ပိုင်ဆိုင်မှုကိုဘယ်အချိန်မှာပြန်ပြီးတော့ရောင်းထုတ်မယ်ဆိုတဲ့ holding period ကိုမချမှတ်ထားပဲနဲ့ကြာလေအကောင်းလေဈေးတက်လေလို့သတ်မှတ်ပြီးတော့ခြင်ထားကြတဲ့အခါမှာဈေးထိုးအကျနဲ့တိုးပြီးတော့ ဆုံးရှုံးမှုတွေကြုံရလေ့ရှိပါတယ်။ဒါကမဖြစ်သင့်တဲ့အမှားပဲဖြစ်ပါတယ်။အဲဒီတော့ holding period ကိုဘယ်လိုတတ်မှတ်ကြမလဲ။ holding period ကိုတနည်းအားဖြင့်တော့လက်ထဲမှာဘယ်လောက်ကြောင်ခိုင်ထားမလဲဆိုတော့ကိုနီလန်အမျိုးမျိုးနဲ့တတ်မှတ်ပြီးတော့တွက်ချက်ကြလေ့ရှိပါတယ်။အထက်ကပွဲရုံဥပမာလိုမျိုးမိမိကဈေးကွက်ကိုအတေးအကျခန့်မှန်းနိုင်မယ်ဆိုရင်တော့ဘယ်အချိန်မှာအမြတ်အများဆုံးရနိုင်မယ်ဆိုတော့ကိုခန့်မှန်းနိုင်တဲ့အတွက်တခါတည်းဘယ်လောက်အောက်ရမယ်ဘယ်အချိန်မှာတော့ရောင်းထုတ်မယ်ဆိုတာသိရှိနိုင်ပါတယ်။ ဒါကတော့အတွေ့အကြုံနဲ့ဈေးကွက်ကျွမ်းကျင်နားလည်မှုပေါ်မူတည်ပြီးတော့ holding ပြည့်သတ်မှတ်တဲ့နေပေါ့နောက်တနည်းကတော့အမြတ်ပမာဏဘယ်လောက်ရရင်တော့ပြန်လည်ရောင်းထုတ်မယ်ဆိုတဲ့အမြတ် take profit limit နည်းလမ်းနဲ့လှုပ်ဆောင်တာဖြစ်တယ်ဥပမာအင်ချမ်းမီ property တစ်ခုခုကိုဝယ်ထားပြီးတော့ဈေးကွက်ကျွမ်းကျင်တဲ့နေခံပွဲစားကိုအပ်လိုက်တာအပ်လိုက်ပြီးတော့အတက်တဲ့အမြတ်ဘယ်လောက်ရမယ်ဆိုရင်တော့ချက်ချင်းရောင်းထုတ် payable order ပေးတဲ့သဘောဖြစ်တယ်။ stock share တို့ forest training တွေမှာဆိုရင်လည်း trading application မှာကိုက take profit ဆိုတဲ့ set up ကိုပေးထားလို့ရပါတယ်။ဒါဆိုရင် ကိုဝယ်ထားတဲ့ share ဒါမှမဟုတ် commodity ကကိုလိုချင်တဲ့အမြတ်ပမာဏရောက်ပြီဆိုတော့ ਨੇ application ကအလိုလျောက်ရောင်းချပေးလိုက်တဲ့ feature ဖြစ်ပါတယ်။အင်ချမ်းပြေရင်းနှီးမြှုပ်နှံမှုမှာဝယ်ရောင်းလို့သိကြတဲ့ရင်းနှီးမြှုပ်နှံမှုဆိုရင်လည်းလက်ထက်မှာအချိန်ဘယ်လောက်ထိထားမယ်ဘယ်လောက်အတွင်းရောင်းလို့ရောင်းထုတ်မယ်ဆိုတာပို့ပြီးတော့နားလေသဘောပေါက်ကြရလေရှိတယ်။မဟုတ်ရင်တော့မိမိကဝယ်လိုက်တဲ့အချိန်မှာ ဈေးအမြင့်နဲ့ဖြစ်နေပြီးတော့လပိုင်းအတွင်းဈေးရပြန်ကျသွားတဲ့အခါမှာမီပိုက်ပေါ်မီသွားပြီးတော့အရှုံးလဲပေါ်ငွေလဲအိတ်ဆိုတဲ့အခြေအနေမျိုးတွေကြုံရလေရှိနေပါတယ်။ဒါကြောင့်ပြောင်းပြန်အနေနဲ့ဟိုးရင်းပရိယကိုဘလောက်အရှုံးပေါ်ပြီးဆိုရင်ချက်ချင်းရောင်းထုတ်မယ်ဆိုတဲ့ stop loss limit နည်းလမ်းနဲ့ချိန်သားကိုက်တတ်မှတ်ကြလေရှိတယ်။အကောင်းဆုံးကတော့အမြတ်ဘယ်လောက်ရရင်ရောင်းပြီးတော့ဘယ်လောက်အထိအရှုံးပေါ်ပြီးဆိုရင်လဲရောင်းမယ်လို့နောက်ခုတွဲ strategy တတ်မှတ်လေရှိပြီးတော့ risk ကိုထိန်းကြလေရှိတယ်။ ဟိုဒင်းပီရီယာကို Easter နဲ့ Fatter အပြောင်းလဲတွေနဲ့တတ်မှတ်ကြလေးရှိပါတယ်။ဆိုပါတော့ရုပ်ကောက်ပွဲလုံးမဲ့ကာလအစိုးရတဲ့တတ်မဲ့ကာလတွေမှာမူဝါဒအပြောင်းလဲတွေဖြစ်ပေါ်တတ်တဲ့အတွက်အင်ဂျင်မီကားတွေတံမိုးအတက်ကြတွေဖြစ်တာဘယ်စီးပွားရေးလုပ်ငန်းဘယ်ထုတ်ကုန်တွေကိုပိတ်ဆို့တာစတာတွေဖြစ်ပေါ်တတ်တဲ့အတွက်အချို့ကတော့အဲ့ဒီလိုအပြောင်းလဲမတိုင်ခင်အထိဟိုဒင်းပီရီယာကိုတတ်မှတ်ကြတယ်။ဥပမာအစိုးရတဲ့တတ်လာတဲ့အချိန်မှာ ်အင်ဂျင်မီတွေကိုအခွန်ရခိုင်နှုန်းတိုးကောက်နိုင်ခြင်းများတယ်ဆိုရင် holding period ကိုအစိုးရသစ်မတက်မီအထိသာသတ်မှတ်ပြီးတော့ပြန်လဲရောင်းထုတ်တာမျိုး project အသစ်တွေကိုရွေးကောက်ပွဲကာလမတိုင်ခင်လက်မခံတော့တာမျိုးတွေစတာတွေဖြစ်ပါတယ်ဥပမာထပ်ပေးရရင်မြေကူတရာကြီးစီမံကိန်းစတင်မယ်လို့တတင်းရတဲ့အတွက်အဲ့ဒီနောက်တစ်ပိုက်ကမြေခွက်တွေကိုဝယ်ယူလိုက်မယ်ဆိုတော့ဒါဆိုရင် holding period ကဘယ်လိုထားမလဲစဉ်းစားမှုလိုအပ်တယ်မြေကူတရာကြီးအပြည့်အထိစောင့်ပြီးမှရောင်းမလား စီမံကိန်းစတဲ့အကောင့်တွေပေါ်လို့ဈေးတက်တာနဲ့ရောက်မလားဘယ်အခြေအနေကအမျက်ကို့အတွက်တင့်တော်ပြီးတော့ risk name လဲစတာတွေကိုထည့်သွင်းစဉ်းစားဖို့အပြင်တကယ်လို့စီမံကိန်းကဖြစ်မလာတာဖြစ်ဖြစ်နောက်ရွေနေတာပဲဖြစ်ဖြစ်အကောင့်ထဲပေါ်မလာဘူးဆိုရင်ဒီမျက်ကဒီမြေကွက်တွေကိုဘယ်လိုဆက်လုပ်မလဲဈေးဘယ်လောက်ထိလျှော့ပြီးတော့အရှုံးပေါ်ရနဲ့ထုတ်ရောက်မယ်စသဖြင့်ဒီအချက်တွေကိုလည်း holding period အတွက်ထည့်ပြီးတော့တွေ့ရတယ်ဒီလိုမဟုတ်ပဲနဲ့စီမံကိန်းစကြတဲ့နေ့စကွာဆိုပြီးတော့ နေပေါင်းများစွာကိုအိတ်ခံပြီးတော့ကင်ထားမယ်ဆိုရင်တော့ risk ကများနေတယ်လို့အမျက်အရတဲ့တလောက်လည်းမရနိုင်ဘူးအချုပ်ပြောရမယ်ဆိုရင်တော့ဈေးကွက်ကိုနားလဲကျွမ်းကျင်ဖို့လိုဝင်ပြီးတော့အဲ့ဒီကျွမ်းကျင်မှုနဲ့တေချာတဲ့ data အချက်လက်တွေကိုမူတည်ပြီးတော့ holding period တခုကတတ်မှတ်ဖို့လိုကိုလိုဝတ်ပါတယ်ရေတိုလားရေရှည်လား holding period ကို ဥပမာပေးရရင်ဗိုက်ဆိုင်မှုတစ်ခုကိုတလပိုင်း2ရက်နေမှာဝယ်ယူလိုက်တယ်ဆိုပါတော့ဒါဆိုရင်တလပိုင်း ဒလာပိုင်း3ရက်နေကိုဟိုဒင်ပရိယာစတင်ပြီလို့သတ်မှတ်ပြီးတော့လာစဉ်လာတဲ့3ရက်နေတိုင်းကဟိုဒင်ပရိယာတက်လာပြည်တယ်လို့သတ်မှတ်ရလေရှိတယ်။ဒီအတွက်တက်လာမှာဘယ်နှစ်ရက်ရှိတယ်ဆိုတာကိုထည့်ပြီးတော့တွက်နေစရာမလိုပါဘူး။တနစ်မပြည့်တဲ့ဟိုဒင်ပရိယာတွေကိုတော့ short term အဖြစ်သတ်မှတ်ပြီးတော့တနစ်နဲ့အထက်ကိုတော့ long term အဖြစ်သတ်မှတ်လေးရှိတယ်။ short term holding period တွေသူက risk နည်းလေးရှင်ပြီးတော့အမြတ်ပမာဏနည်းနိုင်ပြီမလဲ။ အမြတ်ကတော့ကျင်းသေးတဲ့တဘောပေါင်းမျိုးရှိတယ်ပါတယ်။ long term holding period အဖြစ်ထားမယ်ဆိုရင်တော့အမြတ်ပုံများများရမှသာ깟မှာဖြစ်တယ်။ဥပမာမြေတစ်ခွက်ဝယ်လိုက်ပြီးတော့တစ်လအတွင်းပြန်ပြီးတော့ရောင်းရင်စက်သိန်းမြတ်မယ်ဆိုပါတော့အဲ့ဒီမြေခွက်ကိုပဲတစ်နှစ်စောင့်လိုက်မယ်ဆိုရင်သိန်း30မြတ်မယ်ဆိုပါတော့ဒါဆိုရင်ဘယ်တစ်ခုကပို့ပြီးတော့တွက်ချေ깟မယ်ထင်ပါတယ်လေ။ဒီလောက်ကိုစက်သိန်းဆိုတဲ့ rate of return ကတော်တော်လေးများပါတယ်။သူ့ရဲ့သုံးစအမြတ်သိန်း30ကပိုများတယ်ဆိုပေမဲ့လည်း အချိန်ကတလမဟုတ်တော့ဘဲနဲ့တနှစ်12လတောင်ပြင်သွားတဲ့အခါမှာပမာဏအားဖြင့်တော့30ဆမြတ်တယ်ဆိုပေမဲ့လေ rate of return ရာခိုင်နှုန်းအရာကတော့များစွာအနှုတ်လက္ခဏာပြသွားမှာဖြစ်တယ်ဆိုလိုတာကတလနဲ့ပြန်ပြီးတော့ရောင်း10သိန်းအမြတ်ကိုတနှစ်12လမှာစေချိန်ပဲလုံနိုင်အောင်တော့အမြတ်ကဒိန်းတရားဖြစ်သွားတဲ့အတွက်ဖြစ်ပါတယ်ဆိုတော့ဘာကြောင့် HB ကိုကာလတနှစ်ထားမှာလဲကျွန်တော်ရဲ့ plan နမူနာကိုပြောရမယ်ဆိုရင်ဘီကရက်နှစ်က ကျွန်တော်ရဲ့ investment တစ်ခုအနေနဲ့6လွာတိုက်ခန်းတစ်ခန်းကို165တိတ်နဲ့ဝယ်ယူလိုက်ပြီးတော့ဒေါ်လာကို3300ကျန်တဲ့အင်္ဂါချထားလိုက်တယ်။တိုက်တန်းက3နှစ်ရှိတဲ့တိုက်အသစ်ဖြစ်ပြီးတော့လမ်းမကြီးနဲ့နှစ်လမ်းကျော်ဒီနေရာနဲ့အင်္ဂါပေါများတဲ့အနေအထားမှာဖြစ်ပါတယ်။တကယ်လို့လက်ရှိမှာ165တိတ်ကိုဘန်ထဲမှာထည့်ရင် saving ban တို့600ခန်းတော့ပါအန်ယွမ်ဖြစ်တာကြောင့်165တိတ်အတွက်ဒေါ်လာကို12500ချက်ဘန်တို့ရမှာဖြစ်တယ်။ တိုက်ခန်း၅ရန်ခါကတလားကိုတသိန်း3000ဖြစ်တဲ့အတွက်ဗန်တိုးထက်4500ချံပိုရတယ်။ဒါအပြင်လက်ရှိ inflation rate ငွေကြေးဖောင်းပွားမှုနှုန်းကဆရာကိုင်းလုံးရှိတာကြောင့်ပိုင်ဆိုင်မှု asset တွေကနှစ်စဉ်ဆရာကိုင်းလုံးတန်ဖိုးများသွားလိမ့်ရှိတယ်။တိုက်ခန်းအနေနဲ့ကတော့အဲ့ဒီတည်နေရအနေထားမှာဝယ်လိုအားလည်းများတာကြောင့်ဒီနေ့ကို15သိန်းကနေသိန်း20ဈေးတက်တာကိုတိုက်ခန်းရဲ့ရခိုင်ဆက်ဆက်စားချုပ်အဟောင်းတွေအရလေလံသိရှိရတယ်။ ဒီအတွက်တနည်းကို55သိန်းဈေးတက်ဖို့မျှော်မှန်းပါတယ်။ဟောအခုတနည်းအကြာမှာတော့တန်ဖိုးကခေါ်ဈေး300နဲ့ရောင်းထွက်ဈေး390ခန့်ဖြစ်နေပြီးတော့တနည်းစားငားရန်ခ55သိန်းကျော်ရရှိပြီးပြီဖြစ်တဲ့အတွက်မူလတန်ဖိုး165သိန်းမှာ သိန်း150သာကျန်ရှိပါတော့တယ်။တိုက်တွေရဲ့တက်တန်းကနှစ်ပေါင်း60နဲ့ပဲတော့ပါဘူး။အခုနှုံတိုင်းသာငှားမယ်နေဆိုရင်နောက်10နှစ်နဲ့တင်ပဲအဲ့ဒီကြံငွေ350ကကျေသွားမှာဖြစ်တယ် အဲ့ဒီအချိန်မှာတော့မှတိုက်ရဲတပ်တန်းက15နှစ်ဝန်းကျင်သာရှိနေအောင်မှာဖြစ်တဲ့အတွက်ရောင်းလို့အဆင်ပြေတဲ့အနေအထားရှိနေအောင်မှာဖြစ်တယ်။ဒါအပြင်တနေ့ကို15သိန်းနှုန်းသာဈေးတက်နေမှာဆိုရင်နောက်ဆယ်နှစ်မှာဓာတ်ဘောကသိန်း300ကျော်သွားပါလိမ့်မယ်။ဒီပမာဏမဟုတ်ဘဲနဲ့မူရင်းဝယ်ဈေးနဲ့ပဲရောင်းတော့ဒါကအသက်တင်အမြတ်ဖြစ်လာပါလိမ့်မယ်။အစကတည်းကဒီ investment ကို rented income ရပြီးတော့ long term ယူရတာဖြစ်တဲ့အတွက်စတင်ဝယ်ယူကြတဲ့ကကျွန်တော်ရဲ့ holding period က 17နှစ်အဖြစ်သတ်မှတ်ထားခဲ့တယ်17နှစ်ပြည့်တဲ့အချိန်မှာမဖြစ်မနေပြန်လည်ရောင်းထုတ်ပြီးတော့အခြား investment တစ်ခုကိုဆက်လက်ဆောင်ရွက်မှာဖြစ်ပါကြောင်းတင်ပြရင်လည်းအရေးပါတဲ့ holding period အကြောင်းကိုဝေမျှပေးလိုက်ရပါတယ်ဆက်လက်ပြီးတော့ပို့ပြီးတော့ကြိုက်မဲ့ investment ကိုရွေးချယ်တဲ့နေရာမှာအရေးပါတဲ့ holding period return rate အကြောင်းကိုလည်းဆက်ပြီးတော့ဝေမျှပေးပါဦးမယ်ဆက်လက်ပြီးတော့ holding period ကို လောင်းတက်အနေနဲ့ထားမယ်ဆိုရင် real estate property တွေအတွက်ဘယ်လိုစဉ်းစားရမလဲဆိုတာအပြင် investment တွေကိုရွေးချယ်လုပ်ကိုင်ဖို့တိုင်းတာတဲ့ holding period ရဲ့ return ဆိုတဲ့20လေးကိုပါမျှဝေပေးလိုပါတယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုရေရှည်လောင်းတက်အနေနဲ့ပြုလုပ်တဲ့အခါမှာသဘောတဘာဝအဖြစ် short term ထက် rate of return လို့ခေါ်တဲ့အမြတ်ငွေပြန်ရချက် net net တက်လို့ရှိပါတယ်ဥပမာအဖြစ်မျိုးဝတ်တစ်ခွက်ကိုဝယ်လိုက်ပြီးတော့ပြင်ဆင်မှုအချို့ပြုလုပ်ပြီးတော့လာပိုင်းအတွက်ပြန်ပြီးတော့ရောင်းမယ်ဆိုရင် စေသိန်းချက်မျက်နှာပြီးတော့တစ်နှစ်နှစ်နှစ်နေမှပြန်ရောက်မယ်ဆိုရင်တော့သိန်း30ချက်မျက်မယ်ဆိုပါတော့ဒါဆိုရင်အမြတ်ငွေက3ဆဖြစ်ပြီပဲလေအဲ့ဒီတစ်နှစ်အတွင်းမှာဝယ်လိုက် ရောင်းလိုက်ကို10ခါလောက် လုံနိုင်မယ်ဆိုရင် short term အမြတ်ကရနိုင်ကြီးတော်တော်ကြီးတာသွားမှာဖြစ်ပါတယ်ဒါကိုတော့ flip လုပ်တယ်လို့ခေါ်ဆိုပါတယ်ဒီအကြောင်းကိုတော့ဒါတောက်ထက်ပတ်သက်ဘဝတုဒအနေနဲ့စက်ပြီးဝေမျှပေးပါမယ် ဒါဆိုရင်ဘာကြောင့် long term ကိုရွေးချယ်ကြသည်လဲလို့မေးရင်တော့ leverage ဆိုတဲ့ရုပ်တရက်မူလတန်ဖိုးထက်တိုးတက်သွားနိုင်တဲ့ leverage လို့ခေါ်တဲ့ပင့်အားကိုမျှော်ဖို့ကြောင့်ဖြစ်ပါတယ်။ဥပမာ external factor တွေဖြစ်တဲ့အစိုးရစီမံကိန်းတွေ land data တွေအိမ်ယာတွေနောက်လေးကားတွေမှာဖြစ်လာနိုင်မယ်ဆိုရင်အဲ့ဒီအနေနာကမြေခွက်တွေတန်ဖိုးကမူလတန်ဖိုးထက်အဆအတော်လေးကိုမြားပြားသွားနိုင်ပါတယ်။ဒါကို leverage ဖြစ်တယ်လို့ဆိုလို့ရှိကြပါတယ်။ဥပမာတကုံမျိုးသစ်တွေဘက်က လူမနေသေးပဲနဲ့အကွက်ပဲရှိနေသေးတဲ့မြေခွက်တစ်ခွက်ကိုနောင်9နှစ်10နှစ်မှလူနေပြီးတော့ဖွံ့ဖြိုးလာရင်နေတံမိုးတက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရေရှည်အထွက်ဝယ်ယူထားတဲ့သဘောပဲဖြစ်ပါတယ်။သို့သော leverage ဖြစ်မယ်မဖြစ်ဘူးဘယ်လောက်ထိဖြစ်မယ်ဆိုတာကတာမန်ရင်းနှီးမြှုပ်နှံတဲ့သူတဦးအတွက်ဘယ်လို့မှချိန်သေးခတ်မှန်ပြောနိုင်တဲ့အနေထားနော်အနေထားမျိုးမဟုတ်တဲ့အတွက် risk များတယ်လို့ဆုံးနိုင်ပါတယ်။ ခံမဲတဲ့အတိုင်းသာ leverage ဖြစ်မလာခဲ့ရင်ဆုံးရှုံးမှုကြုံတွေ့နိုင်တယ်။တခြားသူတွေကဝယ်ထားတဲ့ဈေးတက်မယ်လို့ဝယ်ထားလိုက်ပါဈေးတက်မယ်လို့ကိုကပြောတာနဲ့အဲ့တော့ဈေးတက်မှာဝယ်မိပြီးတော့နှစ်ပေါင်းများစွာဈေးတက်တဲ့အချိန်မှာဝယ်မိပြီးတော့နှစ်ပေါင်းများစွာပိုက်မိထားတဲ့ပိုက်ပေါ်မိထားတဲ့သူတွေလည်းရှိကြတယ်။ဒီအတွက် leverage ကိုမျှော်မှန်းပြီးတော့ရေရှည် long term ရင်းနှီးမြှုပ်နှံမယ်ဆိုရင် risk ကိုလျှော့ချနိုင်မှုအတွက် real estate investor တွေအတွက်သူတို့တွေက rental income ကိုပါရရှိအောင်လို့စောင့်ရကြရလေးရှိပါတယ်။လောက်ပိုင်းအတွက်မှာပြန်ပြီးတော့ရောင်းထုတ်မယ်ဆိုရင်တော့အိမ်အငားတင်တာကရောင်းထုတ်ဖို့အတွက်အခက်အခဲဖြစ်နိုင်ပေမဲ့လေရရှိမှာတော့ဒီ rental income ကိုရယူထားတာက rate of return ပိုများစေတယ်။ဒီလို rental income ကိုရယူလိုက်ပြီးတော့နောက်ဈေးအတက်မှာပြန်လဲရောင်းချပြီးတော့အမြတ်အမြတ်ရနှုံးကိုလည်း short term အနေနဲ့ဒါရှင်းလိုက်မယ်ဆိုတဲ့အခါမှာပို့ပြီးတော့မြတ်စွန်နေတာမျိုးကိုတွေ့ရတယ်လို့ရှိတယ်။ဥပမာ ကျွန်တော်အတိတ်တယောက်ကနှစ်ထပ်တိုက်တလုံးကိုဝယ်ယူပြီးတော့ပြင်ဆင်တယ်။တနည်းနဲ့နှစ်အတွင်းမှာပြန်ပြီးတော့ရောင်းဖို့ရည်ရွယ်တယ်လို့ဆိုတယ်။ကျွန်တော်ကတနည်းထားမယ်ဆိုရင် long term ဖြစ်တဲ့အတွက် rental income ရယူဖို့လိုပြီးတော့မရောင်းခင်စကြမှာအငားတင်ဖို့အကြံပေးတယ်။ငားရန်ခကတစ်လကို၈သိန်းနဲ့တနည်းကို66သိန်းရဖို့ပေါ့။ဒါပေမဲ့အတိတ်ကငင်းပြီးတော့ပြန်ရောင်းတဲ့အခါမှာအိမ်ငားတွေဖယ်ဖို့ခတ်မှာဝယ်ရတဲ့သူကအိမ်ငားတွေရှိနေလို့ เนาะအိမ်ကားတွေကိုသူတို့ကိုယ်တိုင်မဖယ်ခြင်းလို့အဲ့တော့ဝယ်သူကမကြိုက်မှာအိမ်မှာပြင်ဆင်ထားတာတွေကယိုယွင်းပျက်စီးသွားမှာလူတွေနေတဲ့အတွက်အဲ့တော့အကြောင်းပြချက်တွေနဲ့ပယ်ချလိုက်တယ်ဒီလိုနဲ့အိမ်ကိုရောင်းလာလိုက်တာလူချင်းတဲ့ဈေးကမရအပေးတဲ့ဈေးကိုလည်းမကြိုက်တနစ်ကျော်သွားပြီးတော့ပြင်ဆင်ထားတာတွေလည်းလူမနေတာကြတဲ့အတွက်မိုတက်ပြန်ပြီးတော့ပျက်စီးသွားတဲ့အပြင်အိမ်ကားကတနစ်စာလောက်ပါသူမှမရပဲနဲ့နှိမ့်တာသွားပါတော့တယ် Holding Period Return HPR ဒီအတွက် investment တို့ရဲ့ return ကိုတွက်တဲ့အခါမှာ long term ဆိုရင် rental income ကိုပါထည့်တွက်ရတဲ့အတွက်အဲ့ဒီ investment ကိုကင်ထားတဲ့အချိန်အတွင်းမှာအမြတ်ပြန်ရချက်ဘယ်လောက်ရှိတယ်ဆိုတာကို holding period return အတူောက်က HPR ဆိုတဲ့ဒီ unit နဲ့ပေါ်ပြတွက်ချက်ကြည့်ရလေရှိပါတယ်။ဆိုလိုတာကဒီ asset ဒါမှမဟုတ် investment ကိုလက်ထက်မှာဘယ်လောက်ကြောင်လို့ထားပြီးတော့ အမြတ်ဘလောက်ရပြီအဲ့ဒါကကြိုက်လားမကြိုက်လားသုံးသပ်တာပဲဖြစ်တယ်အဲ့ HPR ရဲ့ formula ကတော့ holding period return ညီမြချင်း income အပေါင်း end period value ထဲက initial value ကိုနှုတ်ထားတဲ့ရတဲ့နှုတ်ထားလို့ရတဲ့ရလတ်နဲ့ income နဲ့ပေါင်းမယ်အဲ့ဒီပေါင်းလို့ရတာကိုမှ initial value နဲ့ထပ်ပြီးတော့စမယ်အဲ့ formula လေးကိုဒါကျွန်တော်စာလေးနဲ့ရေးပြထားပါမယ်။ဆိုပါတော့ A ဆိုတဲ့အိမ်ကိုဒေါ်လာ100နဲ့ဝယ်ပြီးတော့တနည်းအကြမှာဒေါ်လာ140နဲ့ရောင်းလိုက်ပြီးတော့အငားကတော့တနည်းစာဒေါ်လာ20ရမယ်ဆိုပါတော့ဒါကို formula နဲ့ထည့်ထွက်မယ်ဆိုရင် HP ရညီမြချင်းဒါ140ထဲက100ကိုနှုတ်လိုက်မယ်နှုတ်လို့ရတာနဲ့20နဲ့ပေါင်းမယ်ပေါင်းလို့ရတာကိုဒါကျွန်တော်တို့100နဲ့စားလိုက်မယ်အဖြေက60ရခိုင်နှုန်းဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဆိုလိုတာကတော့ A ဆိုတဲ့အိမ်ကို လောင်းတဲ့အနေနဲ့ထားရှင်ပြီးတော့ render income ပါရယူလိုက်တဲ့အခါမှာ HBR က60ရာခိုင်နှုန်းဖြစ်ပြီးတော့ render income မယူရင်တော့ HBR က40ရာခိုင်နှုန်းရှိနေမှာဖြစ်တဲ့အတွက် render income ယူတဲ့အချိန်တွေကပို့ပြီးတော့ကိုက်တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ long term investment တွေ အချင်းချင်းနိုင်ရှင်မယ်။ဒါအပြင်ရေရှည် long term ရင်းနှီးမြှုပ်နှံတာချင်းတူတူဘယ်တစ်ခုကိုရွေးရမယ်ဆိုတာဆုံးဖြတ်ရခက်တဲ့အချင်းတွေလည်းရှိနေတယ်။ဆိုပါတော့အဲ့အမှတ် A ကို ဒေါ်လာ100နဲ့ဝယ်လိုက်ပြီးတော့ holding period 3နှစ်ခိုင်ထားမယ်ဆိုပါတော့3နှစ်အကြာပြန်ရောင်းရင်ဒေါ်လာ150ရပြီးတော့3နှစ်အတွင်းအိမ်ငါခ9ဒေါ်လာ9ဒေါ်လာရမယ်ဆိုပါတော့ဒါဆိုရင်စုစုပေါင်း3နှစ်အတွင်းကိုဒေါ်လာ100ရင်းပြီးတော့ဒေါ်လာ155ရရှိမှာဖြစ်ပါတယ်အသက်တင်ဒေါ်လာ55ရမှာဖြစ်တယ်အိမ်အမှတ်ဘီကတော့ဒေါ်လာ200နဲ့ဝယ်ပြီးတော့ holding period ရဲ့၄နှစ်ထားမယ်ဒေါ်လာ320ပြန်ပြီးတော့ရမယ်အငားက10ဒေါ်လာရမယ်ဆိုပါတော့ဒါဆိုရင်စုစုပေါင်းဒေါ်လာ330ဖြစ်ပြီးတော့အသက်တင်ဒေါ်လာ130ဖြစ်ပါတယ်ဒီတန်းကြည့်လိုက်မယ်ဆိုရင်တော့၄နှစ်ကြာရင်းနေရမယ်အဲ့အမှတ် B ကပို့ပြီးတော့အသက်တင်အမြတ်ကဒေါ်လာ55နဲ့ဒေါ်လာ130ဆိုပြီးတော့နှစ်ဆကျော်များတာကိုတွေ့ရမှာဖြစ်တယ်ဒါဆိုတကယ်ပဲမြတ်တာများသလားဆိုတာဖော်မူလာလေးနဲ့တွက်ကြည့်ကြရအောင် ဒီ formula နဲ့စာရဲအကုန်လုံးကိုကျွန်တော်ဒါစာလေးနဲ့အပုံလေးနဲ့ကျွန်တော်ရေးပြထားပါမယ်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်အောင်ဖြစ်ပါတယ်အဲ့တော့ formula ကို ပြောရမယ်ဆိုရင်တော့ HBR ဒါ A အတွက်ပြောမယ်ဆိုရင် HBR ညီများချင်း150တဲ့က100ကိုနှုတ်မယ်ရလာတာကို9နဲ့ပေါင်းမယ်ရတဲ့အဖြစ်ကို100နဲ့စလိုက်မယ်အဲ့တော့3နဲ့အတွက်55ရခိုင်နှုန်းရပါမယ်အဲ့တော့ B ကို ဘီရဲ့ HPR ကိုတွက်ရမယ်ဆိုရင်320ထဲကနေ200ကိုနှုတ်မယ်ရတဲ့အဖြေနဲ့30နဲ့ပေါင်းလိုက်မယ်ပေါင်းလို့ရတဲ့အဖြေကိုကျွန်တော်တို့200နဲ့စလိုက်မယ်အဲ့တော့၄နှစ်အတွက်ကို65ရာခိုင်နှုန်းရတယ်လို့တွေ့ရပါလိမ့်မယ်အမြတ်ကိုသာကြည့်မယ်ဆိုရင်တော့55ဒေါ်လာနဲ့130ဒေါ်လာကနှစ်ဆကျော်กว่าတယ်ဆိုပေမဲ့တကယ်တမ်းမှာကအဲ့အမှတ် B ရင်းနှီးမှုကအချိန်ကာလတစ်နှစ်ပိုတာရေငွေရင်းကလည်း နှစ်ဆပူရင်းရတာရယ်ရန်ဒင်အကန်ကွာခြားတာရယ်ဆိုတဲ့အချက်တွေပေါင်းလိုက်တဲ့အခါမှာအသက်တဲ့အမြတ်ကဆယ်ရာခိုင်နှုန်းသာကွာခြားမှုရှိတယ်ဆိုတာသွားတွေ့ရတယ်။ဒါဆိုမိတ်ဆွေအနေနဲ့ဆိုရင်ငွေပေါ်ဖို့တနစ်တောင်မှပူကြမဲ့ investment ကိုအမြတ်ဆယ်ရာခိုင်နှုန်းလောက်အတွက်နဲ့ရွေးချယ်မလားမရွေးချယ်တော့ဘူးလားစဉ်းစားလို့ရပြီ။ပူပြီးရှင်းအောင်ဆိုရင်တော့ HBR တွေကိုတနစ်စာပြန်မြထွက်လာအောင်လို့ကြာတဲ့အချိန်နဲ့စားချလိုက်လို့ရတယ်။ HBR A for 1 year equal to 50တော့55ရာခိုင်နှုန်းကိုကျွန်တော်တို့ဒါတုံးနဲ့စားမယ်။ A အတွက် HBR တနည်းအတွက်တွက်မယ်နော်55ရာခိုင်နှုန်းကိုတုံးနဲ့စားလိုက်တဲ့အခါမှာ78.3ရာခိုင်နှုန်းရလိမ့်မယ်။အဲ့တော့ B အတွက် HBR ကိုကျွန်တော်တို့ဒါတွက်ကြည့်မယ်။65ရာခိုင်နှုန်းသူ့ကိုကျွန်တော်တို့ဒါ၄နဲ့စားလိုက်မယ်။76.25ရာခိုင်နှုန်းပေါ်လာတာတွေ့ပါလိမ့်မယ်။ဆိုလိုတာကတော့ကိန်းကနန်းတွေအရာအစမှာ A အမှတ် B က ပို့ပြီးတော့မျက်နှာတရအောင်တွေးရပေးမယ်လေတကယ်တော့မှာတော့အဲ့အမှတ် A ကသာပို့ပြီးတော့မျက်မယ်တနည်းအားဖြင့်တော့ပို့ပြီးတော့ကြိုက်မယ် investment ဖြစ်နေတာကိုတွေးရပါလိမ့်မယ်ဒါဆိုရင်တော့ real estate property investment ဖြစ်ဖြစ်တခြားဘယ် investment ပဲဖြစ်ဖြစ် long term တနည်းနဲ့အထက်ရင်းနှီးမြှုပ်နှံမှုတွေကိုဘယ်လိုမျိုးရွေးချယ်လှုံ့ဆော်ရမယ်ဆိုတာကိုသိရှိလောက်ပြီးလို့ယူဆပါတယ်